စကိုင်းတိုင်းစလင်းကြီးမြို့နယ်လပတောင်းတောင်မှာကျင်းနူတူးနေတဲ့တရုတ်တွေကိုဂိမ်းဆောက်လမ်းရှင်းပေးနေရတဲ့စိုးစုကအနီးနားကကြေးရွာတွေကိုလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်လို့ဂုံတော်ကြေးရွာတဲ့ကြားရောက်ပေါက်ကွဲကနေတလုံးမီးလောင်ပျက်စီးသွားတယ်လို့ဒေသခံတွေက MFP ကိုပြောပါတယ်။မေလ20ရက်ကစလင်းကြီးနယ်တရုတ်ပိုင်ဝမ်ပေါင်းကျင်းနီစီမံကိန်းတွင်ကကျေးပြားတဲ့ကားတွေကိုဂိမ်းဆောင်ပေးနေရတဲ့စိုးစုကလက်နက်ကြီးနဲ့ရန်ကားပစ်ခတ်ခဲ့တာပါ။ တရုတ်ကျင်းနေတဲ့ကားရီကိုသွာလာနိုင်အောင်ဆိုစုကမေလ20ရက်မနက်9နာရီကစတင်ကမွန်ရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခကကနေတံပြားကကားနစီနဲ့ချင်းတွင်းမြစ်ကိုဖျက်လာပြီးတဲ့နောက်အောင်စီရမြို့တစ်ကနေမြောင်ရမားတရားအထိကင်းချခဲ့ပါတယ်။ဒါအပြင်တရုတ်ပိုင်းမြန်မာဝန်ပေါင်းမြန်မာရန်စီကုမ္ပဏီတွေက ဂိတ်အဆောင်ချထားတဲ့စုပ်စုအင်အားတရာခန့်ကိုလည်းမြောင်ယမားတရာတောင်ဘက်ကနေလက်ပောင်းအောင်ကျင်းနီစီမံကိန်းတွေကင်းချလုံခြုံယူပေးခဲ့တယ်လို့လည်းဆိုပါရယ်။အဲ့ဒီလို့စုပ်စုကတရုတ်ကိုဂိတ်ဆောင်ပေးရင်လမ်းတလျှောက်ကျေးရွာတွေကိုလက်နက်ကြီးနဲ့ရန်ကားပစ်ခတ်တာလူမြင်ဖမ်းဆီးငွေညက်တာစိတ်ထင်တိုင်းပစ်ခတ်တပ်ဖြတ်တာကျေးရွာတွေတဲ့စင်းနေဝင်မွေလူရက်တာတွေလှုပ်လေရှိလို့တရုတ်ကျင်းနီတဲ့ကားတွေတွာလာတိုင်း ပြည်သူတွေရွာထဲမနေရဲပဲထွက်ပြေးရလေးရှိတယ်လို့ဒေသခံတွေကပြောပါရယ်။